အနားယူသွားတဲ့မြမကုံဆောင်အွန်လိုင်းအစံကိုဂျပန်နိုင်ငံကစင်ပေါ်မှာအခုလိုမျိုးလုံးရက်လုပ်ခဲ့တဲ့ချက်တွေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ရွှေမလေးချန်နယ်ကနေပြောလဲကြိုဆိုလိုက်ပါတယ်ဂျပန်နိုင်ငံတိုကျိုမြို့ကဝမ်ချန်ပီယံရှစ်ဆင်မြင့်ထက်မှာဥက္ကဋ္ဌကြီးချက်တွေကမြမကုံဆောင်ကချင်တိုင်းရင်သားဖိုက်တာကြီးအွန်လိုင်းအစံကိုအားလုံးရဲ့ရှိမှတခန့်တနာအုံပြုခဲ့ပါတယ်။ဒီ horror film ဆိုတဲ့ဂုံဘုတ်ဟာကစားသမားတယောက်ရဲ့ဘဝတစ်လျှောက်လုံးဂျိုပန်အထောက်မှု ပြည်တော်ဝမ်ချန်ပီယံရှစ်မှာအောင်လာရခဲ့တဲ့အောင်မြင်မှုနဲ့အတူသူထားခဲ့တဲ့မြန်မာနိုင်ငံအတွက်သမိုင်းဝင်နိုင်ပွဲအောင်မြင်မှုတွေအတွက်ပေးအပ်မှုအမြင့်ဆုံးအခမ်းအနားဆုံးအသိမှတ်ပြုခြင်းဖြစ်ပါတယ်။ဒါဟာအောင်လာအစံရဲ့အမွေအနှစ်ကိုထာဝရအသိမှတ်ပြုလိုက်တာပါ။ဒီပွဲမှာအဓိကအခမ်းအနားကတော့ဝမ်ချန်ပီယံရှစ်ရဲ့ပိုင်ရှင်ဥက္ကဋ္ဌကြီးချက်ထရီကိုရိုင်းစင်မြင့်ထက်ကိုတက်လာပြီးတော့မြန်မာပြည်သက်တွေရဲ့အချစ်တော်ကချင်တိုင်းရင်းသားကြီးအောင်လာအစံကိုဝမ်ချန်ပီယံရှစ်ဟော်ရော့ဖိန်ထာဝရအခမ်းအနားဆုံးကစား သမားစီရင်တဲ့ကိုတရားဝင်သွင်းလိုက်တာဖြစ်ပါတယ်။ဒါကလွယ်လင်းနဲ့ရတဲ့စုမဟုတ်ပါဘူး။အောင်လမတိုင်ခင်မှာဒီစုကိုရခဲ့ရကတော့ကဘာကျော်ဖိုက်တာတွေဖြစ်တဲ့ Dimitriya Jensen နဲ့ Bibiano Fernandez တို့နှစ်ယောက်ပဲရှိပါတယ်။အခုမြန်မာစပတ်အုံမွေဖြစ်တဲ့ Debamis Fighter ကဒီကနေဝင်စီရင်တဲ့ကိုတတိယမြောက်အဖြစ်နဲ့ဂုဏ်ယူဆောင်ဝင်ရောက်နိုင်ခဲ့ရပါ။ဩဂတကြီးချက်တွေကအောင်လကိုစုတစိပ်ပေးအပ်ပြီးတဲ့နောက်မှာချက်ချင်းဆိုသလိုမိုက်ကိုခြံပြီးတော့အောင်လကိုချီးမွမ်းကန်ဖွင့်ခဲ့ပါတယ်။သူပြောခဲ့တာတကယ်ကိုစိတ်လှုပ်ရှားစရာ ပါအွန်လိုင်းဆိုင်ကဝန်ချက်မြင့်ရှိအတွက်အရေးပါတဲ့ကစားသမားတယောက်ဖြစ်ုံတင်မကပါဘူးသူကမြန်မာနိုင်ငံသားပြည်သူတရလုံးအတွက် icon တယောက်သူရဲကောင်းတယောက်ဖြစ်ခဲ့တာပါလို့ဥက္ကဋ္ဌကြီးချက်ထရီကထည့်သွင်းပြီးတော့ပြောဆိုခဲ့ပါတယ်ဒါတင်မကတိပါဘူးအထူးသဖြင့်အောင်လာကရန်ကုန်မြို့မှာကမ္ဘာချန်ပီယံကမ္ဘာနှစ်ခုကိုဇက်တိုက်ယူပြခဲ့တဲ့ အဲ့ဒီသမိုင်းဝင်ညတွေကိုကျွန်တော်တို့ဘယ်တော့မှမေ့မှာမဟုတ်ဘူး။အဲ့ဒီအခိုက်အတန့်တွေကမြန်မာတနိုင်ငံလုံးကိုတုံခါ၊ဂိုင်လှုပ်ခဲ့တယ်။လူမျိုးဘာသာမခွဲဘဲမြန်မာပြည်သူတွေအားလုံးကိုတစိမ့်တစဖြစ်စေခဲ့တယ်။ဆိုပြီးတော့အွန်လိုင်းရဲ့ကြီးကျယ်တဲ့အမွေအနှစ်တွေကိုအားလုံးရှိမှထုတ်ဖော်ချီးကျူးခဲ့ပါတယ်။ဒီလိုဂုဏ်ပြုခံရတဲ့အခါမှာကျွန်တော်တို့ရဲ့ Hero Online အစံတယောက်စေမျက်ထပ်မှာတည်ငြိမ်စွာနဲ့ရက်နေခဲ့ပါတယ်။ဥက္ကဋ္ဌကြီးချက်တူရဲ့ချီးမွမ်းစကားတွေအပြီးမှာအွန်လိုင်းကမိုက်ကိုလှမ်းယူပြီးတော့ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်။သူရဲ့အတန်မှာဂုဏ်ယူမှုတွေ1 တာမှုတွေအပြည့်ပေါင်းအောင်လားကဒီလိုအမြင့်ဆုံးဂုဏ်ပြုစုကိုရရှိတဲ့အတွက်တကယ်ကိုဂုဏ်ယူပါတယ်အထူးသဖြင့်ဝမ်းချမ်းမြေရှိကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုမွေးထုတ်ပေးခဲ့တာပါလို့နှိမ်ချစွာနဲ့ပြောခဲ့ပါတယ်ပြီးတော့အောင်လားကသူ့ဘယ်တော့မှမမေ့နိုင်တဲ့အမတ်တရားကိုပြန်ပြောပြပါတယ်ရန်ကုန်မြို့သူဝနကွင်းကြီးထဲမှာကျွန်တော်ကမ္ဘာချန်ပီယံဖြစ်ခဲ့တဲ့အခါရက်တန်အဲ့ဒီညကမြန်မာတနိုင်ငံလုံးနေရာတိုင်းကပြည်သူတွေအားလုံးက TVD ရှေ့မှာဖုန်းတွေရှေ့မှာစုပြီးတော့ကျွန်တော်ဝေးကိုစောင့်ကြည့်အားပေးခဲ့ကြတယ် တနိုင်ငံလုံးကကျွန်တော်ရဲ့အောင်ပွဲကိုအတူတူခံစားခဲ့ကြတယ်။အဲ့ဒီစီလုံးညီညွတ်မှုအဲ့ဒီအားပေးမှုတွေကို ကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်ပါဘူးမြန်မာပြည်သူတွေအားလုံးကိုကျွန်တော်တကယ်ချစ်ပါတယ်ဆိုပြီးတော့တတိတတန်းချင်းစီကာဘတ်ကုန်းတို့ရဲ့ရင်နှင်းပြစကားတွေကိုပြောကြားသွားခဲ့ပါတယ်အမန်တကယ်မှလည်းအွန်လိုင်းအစံကကျမတို့ရဲ့မြန်မာတွေအတွက်မမေ့နိုင်စရာအမှတ်တရပေါင်းများစွာကိုပြီးခဲ့တဲ့သူရဲကောင်းတဦးဖြစ်ပါတယ်သူပွဲရှိရညဆိုရင်ရန်ကုန်မန္တလေးကလပတ်ရီစံတွေကအဆောင်တိုင်းရင်းသားဒေသတွေအဆောင်မြန်မာတနိုင်ငံလုံးအလုပ်တွေရပ်ပြီးတော့သူပွဲကိုစောင့်ကြည့်ကြတာပေါ့သူနိုင်ရင်အားလုံးတူတူထောက်ခံပြီးတော့အောင်ပွဲခံခဲ့ကြတယ်သူရှုံးရင်လည်းအားလုံးတူ တို့ယင်ကွဲခဲ့ကြတယ်။သူကမြန်မာကုန်သိက္ခာကိုကမ္ဘာအလယ်မှာမြင့်မားအောင်ဆွမ်းဆောင်ပေးခဲ့သူပေါ့။အထူးသဖြင့်ကချင်တိုင်းဒေသတယောက်အနေနဲ့မြန်မာနိုင်ငံသားတယောက်အနေနဲ့ ကမ္ဘာစင်မြင့်ထက်မှာဒီလိုမျိုး horror film လိုမျိုးအမြင့်ဆုံးဂုဏ်ပြုဆုကိုရရှိတာကမြန်မာနိုင်ငံသားတိုင်းအတွက်အကုန်ယူလို့မဆုံးနဲ့တမိုင်းမှတ်တမ်းတစ်ခုပါ။အောင်လရဲ့ဆန်ဟာ30နှစ်ကျော်ကြာမြန်မာနိုင်ငံသား MMA ကမ္ဘာချန်ပီယံဆိုတဲ့မြန်မာဂုဏ်ကိုစောင့်နိုင်ခဲ့တဲ့အတွက်အားလုံးကကျေးဇူးတင်နေကြသလိုမမေ့နိုင်ကြတာတော့သိကြပါရဲ့။ကျေးဇူးသူပရိသတ်တွေအနေနဲ့ One Champion ရဲ့ Hero ထာဝရကနဝင်းကစားသမားကောင်းတဦးဖြစ်လာတဲ့အောင်လရဲ့ဆန်အတွက်ဂုဏ်ပြုစကားလေးတွေပြောခဲ့ကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။